Hello မင်္ဂလာပါအိမ်တော်ပြုမဲ့လူငယ်တွေကိုပြောပြမယ်နော်အိမ်တော်တူစုပြုမဲ့ဆိုလို့ရှိရင်ရွေးချက်ချင်းတူတဲ့လူမျိုးနှစ်ဦးပေါင်းဖွဲ့မှအဆင်ပြေမယ်ဖြစ်တယ်မိသားစုဒဇိန်နှစ်ယောက်ကတတလုံးအတူနေထိုင်ဖို့ဟာအကြိုက်တူရမယ်ဇိုက်တူရမယ်ရွေးချက်ချင်းတူရမယ်နော်မိသားစုတစုကိုအမင်းအောင်ထူထောင်ခြင်းနဲ့မိသားစုတွေနဲ့စီးရီလုံးချစ်ချစ်ခင်ခင်အမြဲတမ်းဘဝလက်တွဲဖို့ကောင်းကိုလိုချင်တယ်ဆိုရဲရည်ရွယ်ချက်ကိုရှိရမယ် တူပေါ်တူဆွဲမရမယ်တန်ဟောစဉ်ကြီးမရမယ်နော်ကောင်းတူဆိုးအတူလောကဓာတ်ကိုရင်ဆိုင်နိုင်ပြီးတော့အားလုံးကိုဖြည့်ရှင်းမယ်တာယာတဲ့မိသားစုအောင်မြင်တဲ့မိသားစုဖြစ်အောင်လို့ကြိုးစားမယ်ဆိုတဲ့လူမျိုးရဲ့ရည်ရွယ်ချက်နောက်ဆက်လုံးတူညီရဲဆိုရင်အိမ်တော်ပြုရင်ဒီအိမ်တော်ရဲ့ဟာအစဉ်ပြဲတဲ့အိမ်တော်ရဲ့အတွန့်ရှည်တဲ့မဲ့အိမ်တော်ရုံမျိုးဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့အချစ်နဲ့အချစ်တစ်ခုတည်းနဲ့အိမ်တော်ကိုမတီးဆောက်ပါနဲ့။အချစ်တစ်ခုတည်းနဲ့ အိမ်တော်ပြုတ်ပဲဆိုမလုံလောက်ပါဘူးနော်အချစ်တည်းကအရန်ပေါ်လုံးအာကြီးပါတယ်အရန်ကိုပေါ်ပါတယ်အခုခေတ်ကိုနေရာမှာလဲချစ်ဆရာလေးဒီနေရာမှာလဲချစ်ဆရာလေးနောက်ကြလေးမိန်းကလေးချစ်ဆရာလေးဒါအများကြီးပဲရှိတယ်အဲအဲ့ခလေးတွေကလည်းသူတို့ဘဝဘေးအခြေအနေနဲ့သူတို့ကအလုပ်တွေကိုမလုပ်ချင်ပဲနဲ့ဒီချင်းမဲ့လူမျိုးတွေကိုထိုင်ဆောင်ပြီးတော့ပေါ်ပေါ်လောလောဈေးပေါ်ပေါ်နဲ့ပေးတဲ့ခလေးတွေရှိသလိုဟိုလိုအပ်ချက်ကိုပြည့်စည်ပေးနိုင်မဲ့လူမျိုးကိုထိုင်ဆောင်နေတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်အများကြီးရှိတယ်အဲ့တော့ ဲ့ဒီအန်နီယယ်တွေကိုလည်းကြော်လွားနိုင်ရမယ်။ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်အခုအမျိုးသမီးတွေလည်းဒီလိုပဲเนาะယောက်ျားကောင်းတွေရထားမိနေဟိုအတွေ့မရှောင်အထိမရှောင်နိုင်မဲနဲ့လူငယ်လေးတွေနဲ့ဖောက်ပြန်နေရလည်းရှိတယ်။ယောက်ျားနေတဲ့အဲ့ဒီတိုင်းပဲမိမဘလောက်ဂုံသေးရှိရှိမိမဘလောက်ပီတတအလုံးမှာဘလောက်ပဲတော်နေတော်နေနော်တော်ပြီးတော့အရာကိုထက်မြက်တဲ့မိမကိုရလာပင်နဲ့သူတို့အဲ့မိမကိုလည်းချစ်တယ်နော်တန်ရုံးစင်ကြီးတယ်မိသားစုတွေအထီးကိုင်း မခံဘူးသူတို့အဲ့လိုမျိုးမိသားစုအပေါ်မှာလည်းတစ္ဆာရှိနေနေပင်နဲ့ရတာမလို့လိုတာမရဆိုတဲ့ပုံစံမျိုးတွေဖြစ်ပေါ်နေတယ်အခုဘယ်သွားသွားအပြင်သွားလိုက်ပြီးဆိုလို့ရှိရင်ဒါမျိုးတွေကနေရာထဲမှာလက်ညှိုးထိုးမလွယ်ရှိနေတဲ့အတွက်ကြောင့်ယောက်ျားတွေဒီကိုယ့်ရဲ့ အမျိုးသမီးအပေါ်မှာတစ္ဆာဖောက်လို့တော့မဟုတ်ဘူးပျော်ရွှင်မှုတရအနေနဲ့အပေါင်းအသင်းတွေဖြတ်လို့လည်းပြတ်သွားတဲ့ယောက်ျားတွေရှိတယ်အပေါင်းအသင်းတွေခေါ်သွားလို့ရောက်သွားတဲ့ယောက်ျားမျိုးတွေအဆက်အသွယ်တွေဖြစ်သွားတဲ့ယောက်ျားမျိုးတွေလည်းအများကြီးရှိတယ်ထုံထုံအာအာကြီးတွေပျက်စီးသွားပြီဆိုရင်ပို့ပြီးတော့ဆိုးပါတယ်တနာတဲ့စိတ်တွေကျွန်သွားပြီဆိုလို့ရှိရင်ပို့ဆိုးတယ်အိမ်ရမိသားစုနဲ့ကလေးကိုတနာရမှန်းသူတို့မသိတော့ဘူးငါပြည့်စုံအောင်ထားပြီးပြီဆိုပြီးတော့လှည့်မကြည့်တဲ့ယောက်ျားမျိုးတွေလည်းအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့် အပြင်မှာအပျော်ရှာမယ်အပြင်ကကလေးတွေကဒီအလုပ်ပဲလုပ်ပြီးတော့ပက်ဆန်ပေးမယ်လူထောက်ပတ်မယ်လူမျိုးမျော်နေတဲ့အတွက်ကြောင့်သူတို့ကတာယာအောင်စကားတွေပြောမယ်ရီမောနိုင်အောင်လို့မရီနိုင်ရီနိုင်ဂရီထိုးမယ်เนาะအဲ့လိုမျိုးပြုစုရတဲ့အတွက်ကြောင့်မိမနေနဲ့မိသားစုကိုမထိခိုက်ပါစေနဲ့လို့